စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့တရားမဝင်အတူရောင်ရွေးကောက်ပွဲသပိတ်မောက်ဆန့်ကျင်ရေးကာလအဖြစ်အခုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာလ31ရက်ထိသတ်မှတ်ကြောင်းတော်လိုင်းအင်အားစုတွေကထုတ်ပြန်လာပါတယ်။ဆဲအုစုဟာအာနာသိန်းချိန်ကနေယနေ့အထိအကြမ်းဖက်မှုနဲ့အကျင့်ပြတ်ချဆမှုအမျိုးမျိုးနဲ့နိုင်ငံရဲ့အရင်းမြစ်တွေကိုပြက်စီးဆုံးရှုံးစေခဲ့တယ်လို့ရလာအနေနဲ့လူဦးရေ12သန်းကျော်ဟာငတ်မမှုတွေကြုံတွေ့နေရတယ်လို့ထုတ်ပြန်ချက်မှာထောက်ပြပြောဆိုပါတယ်။ ကြားပြေနိုင်ငံအနှံ့မှာမွေးရစေဝါနဲ့ကြားပြန်လောင်းကစားတို့စခန်းချရာတိုင်းပြည်ဖြစ်သွားသလိုနေ့စဉ်အကြက်ဖက်မှုတွေနဲ့မလုံခြုံမှုတွေပြင်းထန်နေတဲ့တိုင်းပြည်တစ်ခုဖြစ်သွားတယ်လို့ဆိုရတယ်။ဒီလိုအခြေအနေမှာအနာသိစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲဟာတိုင်းပြည်ကိုထပ်ပြီးနစ်မွန်စေမဲ့အတုရောင်ရွေးကောက်ပွဲဖြစ်သလိုအကြမ်းဖက်ပွဲလုပ်ပွဲနဲ့ထောင်ချောက်တာဖြစ်တယ်လို့တပိတ်အင်အားစုတွေကထုတ်ပြန်ပါတယ်။ ဒါကြောင့်ပြည်သူလူထုတွေအနေနဲ့စစ်အုပ်စုရဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲကြီးကိုနီးပရိရဲ့ကြွကြွသုံးကတပိတ်မောက်ဆန့်ကျင်ကြပါလို့တပိတ်အင်အားစုတွေကမြစ်တာရက်ခန့်ကြောင်းထုတ်ပြန်လာတာဖြစ်ပါတယ်တဖက်မှာလည်းစစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲဖြစ်ဖို့ညီမျိုးစုံနဲ့ကြိုးပမ်းနေသလိုဥပဒေတွေပြင်ဆင်ပြောင်းလဲပြီးရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ပြည်သူတွေကိုဖမ်းဆီးမှုတွေဇက်တိုက်လုပ်နေပါတယ်ရှင်။